တင်ဒီတိုင်းကြားနေရတဲ့တင့်ခွေဟောင်းတန်ဟာစုညံတန်တတ်တမဟုတ်ပဲသူတို့ရဲ့စိတ်ခံစားမှုလိုအပ်ချက်နဲ့တတိပိချက်တွေကိုဖော်ပြနေတဲ့ရှုပ်ထွေးပြီးအဓိပ္ပာယ်ရှိတဲ့ဘာသာစကားတစ်ခုဖြစ်နေတယ်ဆိုတာတင်သိပါသလားတင်သိပါသလားခွေးတဲ့ဟောင်းတန်ကိုသိပ္ပံနေကြလေ့လာတဲ့ပညာရပ်တစ်ခုတကယ်ပဲရှိနေပြီအဲ့ဒါကို Barbology လို့ခေါ်ပါတယ်ဒီပညာရက်ကကျွန်တော်တို့ကိုခွေးရည်ရဲ့စကားကိုဘာသာပြန်နိုင်ဖို့ကူညီပေးပါတယ်။အရင်ဆုံးကျွန်တော်တို့တည်ထားရမှာက ခွေးတွေရဲ့ဘိုးဘွေးဖြစ်တဲ့ဝံပလွေတလားအကြောင်းရင်းခိုင်လုံမတာဟောင်းလေးရှိပြီးအများအားဖြင့်ဥချင်းအတန်ဖေးချင်းနေနေမယ်ဆက်သွယ်ကြတာပါဒါပေမဲ့ခွေးတွေဟာလူသားတွေနဲ့အတူနှစ်ပေါင်းထောင်ကြီးနေထိုင်လာတဲ့အခါမှာတော့သူတို့ရဲ့ဟောင်းတန်ဟာလူသားတွေနဲ့ဆက်သွယ်ဖို့အတွက်အဓိကကျတဲ့ကိရိယာတစ်ခုဖြစ်ပြောင်းလဲတိုးတက်လာခဲ့ပါတယ်တိပံပညာရှင်တွေဟာဟောင်းတန်တစ်ခုရဲ့အသေးပဲကိုခွဲခြားနိုင်ဖို့အဓိကကျတဲ့အချက်၃ချက်ကိုလေ့လာကြပါတယ်အတန်အနေမြင့် page အတန်ထွန်းနှုန်း frequency နဲ့အတန်အသွင်းပင် tonality ရောပါပဲပထမဆုံးအနေနဲ့အတန်နှိမ်မြင်ပါအတန်နှိမ်ပြီးကြမ်းတမ်းတဲ့ဟောင်းတမ်းဟိန်းဟောက်တမ်းနဲ့နီးစပ်တဲ့ဟောင်းတမ်းတွေဟာငါအနားမကတ်နဲ့တာငါနေရာဆိုတဲ့သတိပေးခြင်းနဲ့ချင်းချောက်ခြင်းအတိတ်ပဲဆောင်ပါရဲ့စန့်ကျင်ဘက်အနေနဲ့အတန်မြင့်ပြီးစူးရှတဲ့ဟောင်းတမ်းလေးတွေကတော့ငါမင်းကိုအန်ဒီမပေးပါဘူးငါ့ကိုလာခေါ်ပါဆိုတဲ့ပေါ်ရွေမှုလက်အောက်ခံမှုနဲ့လိုအပ်ချက်တွေကိုဖော်ပြပါရစေ။ ူရီယာချက်ကတော့အတန်ထွန်းလုံးမှာတချက်ချင်းစီဖြည်းဖြည်းချင်းဟောင်းနေတဲ့ဆိုရင်ဒါဟာပြင်းရွေးချင်းဒါမှမဟုတ်အာယုံဆိုင်မှုကိုနည်းနည်းလိုချင်တာဖြစ်နိုင်ပါတယ်။ဒါပေမဲ့မြန်မြန်နဲ့စက်တိုက်ဟောင်းနေပြီဆိုရင်တော့ဒါဆိတ်လုရှားမှုပြင်းထန်တာဒါမှမဟုတ်အရေးတကြီးအခြေအနေတစ်ခုကိုညွန့်ပြနေတာပါ။ဥပမာတကားဝါမှာလူရောက်နေလို့အဆက်မပြတ်ဟောင်းတာမျိုးပေါ့။နောက်ဆုံးတစ်ချက်ကတော့အတန်အတွင်းမြင်ပါ။တာယာဘီဂီတတန်စင်လိုဖြစ်နေတဲ့ဟောင်းတန်းကပျော်ရွှင်မှုကိုပေါ်ပြပြီး ကြမ်းတမ်းပြီးစူညံတဲ့ဟောင်တန်ကတော့ဒေါသနဲ့ရန်လိုမှုကိုဖော်ပြပါတယ်။ဥပမာတင့်ကို တွေ့လို့ဝမ်းသာရဝုတ်ဝုတ်ဆိုပြီးခုံပေါဟောင်တာကပျော်ရွှင်တဲ့အတန်းဖြစ်တင့်ကျင်တယောက်ကိုဝုတ်ဝုတ်ဆိုပြီးဟောင်တာကတော့ရန်လိုတဲ့အတန်းဖြစ်ပါတယ်။ဟန်ဂေရုနိုင်ငံကတိဗံပညာရှင်ဆာဘာမော်နာရဲ့လေ့လာမှုရကွန်ပျူတာ AI ကိုသုံးပြီးခွေးဟောင်တန်တွေကိုခွဲခြမ်းစိတ်ဖြန်ထားတဲ့အခါမှာဘယ်ခွေးကဟောင်တာလဲဘလို့အချိန်နဲ့မှဟောင်တာလဲဆိုတော့ ူးချက်ရခိုင်နှုန်းထိမှန်ကန်ခွဲခြားနိုင်ကြပါတယ်။ဒါကြောင့်နောက်တစ်ခါတင့်ခွေဟောင်းတဲ့အခါသူ့ကိုမဆုကလေးခဏလုံးနားထောင်ကြည့်လိုက်ပါ။သူကတင့်ကိုအရေးကြီးတဲ့စကားတစ်ခုခုပြောနေတာလည်းဖြစ်နိုင်ပါတယ်။အဆုံးအထိကြည့်စုပေးလို့ကျေးဇူးတင်ပါတယ်။